မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရရှင် VN ရဲ့အပေါင်းမှလည်းကင်းဝေးပါစေလို့အလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျမရဲ့တွေးမိတဲ့အကြောင်းလေးတွေကိုကျမမိတ်ဆွေတွေကို မျှဝေခြင်းပြုလို့ပါရှင်လူငယ်တဲ့နှစ်ရက်လောက်ကပစ္စည်းတစ်ခုကိုမနိုင်ဝင်ထမ်းပြီးမလိုက်မိတာလက်ပြင်ကျောငုပ်သွားပါတယ် တဏီကုံအိမ်မူကိစ္စချက်တက်ပြုတ်တဲ့ကိစ္စတွေလုပ်တယ်ရတယ်အဆင်ပြေတယ်ညအိတ်တော့မယ်ဆိုရင်ပြဿနာဆပါပြီစောင်းအိတ်လည်းမရပက်လက်အိတ်လည်းမရဖြစ်တဲ့ဘယ်လက်တစ်ခုလုံးဟာနာကျင်ကြိုက်အောင်ဆိုတဲ့ဝေဒနာပေါင်းစုံနဲ့ငုတ်တုတ်ထိုင်နေရပါတယ်၃ရက်လောက်အေးပြက်လာတော့တော်တော်ဒေါသထွက်လာပါတယ်ဘယ်တော့များမှတက်တာပါမလဲဆိုပြီးစိတ်တက်တောင်ကြလာပါတယ်အဲ့ဒီအချိန်မှာကျမရဲ့ချစ်ရတဲ့မိခင်ကြီးကိုတတိယလွန်ဆွမိပါတယ်။ကျမမိခင်ကဘာမှမဟုတ်ပါဘူး။ အမိအဖေအဖိုးကရှမ်းအဖွားကမွန်မှာအမေကအသားဖြူဖြူသေးသေးသွက်သွဲနဲ့တကယ်ချောပါတယ်စိတ်ဓာတ်ကတော့မာကျောပြတ်သားပြီးတက်တီလည်းအင်မတန်ကောင်းပါတယ်1924မှာမွေးတာဆိုတော့စစ်ပွဲရဲ့ဆိုးကျိုးလောကဓာတ်ရဲ့အကောင်းအဆိုးတွေကိုအများကြီးကြုံပူပါတယ်အဖေနဲ့အမေရဲ့ဘဝဖြတ်သန်းမှုတွေဟာကျမတို့အတွက်တော့မယိုးနိုင်တဲ့အရာဝင်ပုံမြင်နေပါပဲဒါပေမဲ့ဒီတစ်ခါတကယ်ပြောပြချင်တာကတော့ကျမအမေရဲ့စိတ်ထားနဲ့ခံကြက်ပါ အမေသက်56နှစ်လောက်မှဘယ်ဘက်လက်တစ်ဖက်ကတ်သွားပါလိမ့်။ကျမအမေကဘသူ့အိုးမအဖော်မခေါ်ပဲတပတ်တထဲခေါင်းပေါင်းလွေအိထဲကိုပစံထည့်ပြီးဆက်လွယ်တိုင်းလွင်ခါအဝတ်ထားတဲ့ထမင်ကိုကျိုးတစ်ချောင်းနဲ့စီပြီးစီကန်းကိုအမြဲသွားပါလိမ့်။ဖြစ်တဲ့အချိန်ကဆောင်းတွင်ဆိုတော့ညကိုမအိတ်နိုင်ပဲမီးဖို့ပြီးဘယ်လက်ကိုမီးကင်နေရပါလိမ့်။ကျမကအမေကိုကြည့်ပြီးငိုတော့အမေကငါသမီးမငိုနဲ့တဲ့။မနှက်ပြန်ဆိုပိုကောင်းလာမှာပါတဲ့။ အဲ့ဒီစိတ်ဓာတ်နဲ့လေ့ကျင့်ခန်းတွေလုပ်နိုင်တယ်လို့အလုပ်တွေတဖြည်းဖြည်းလုပ်ရင်လက်ကပြန်ကောင်းလာပါတယ်။အမေကအသက်80ကျော်တဲ့အထိကျမဆိုင်ကယ်နောက်ကလိုက်ရင်ဈေးဝယ်ထွက်တဲ့အထိစိတ်ခုန်အောင်တည်ဆောက်နိုင်သူပါ။ဒါပေမဲ့အိုဘေးနာဘေးဆိုတာဘယ်သူမှမလွန်ဆန်းနိုင်တော့65နှစ်မှလဲကြရတာအဲ့ရပေါ်မှာပဲနေရပါတယ်။နာကျင်ကြိုက်ခဲတဲ့ဝေဒနာတွေရှိပေမဲ့မနှက်ပြန်ဆိုရင်ပိုကောင်းလာမှာပါဆိုတဲ့စကားနဲ့ကိုကိုကိုကသားသမီးတွေကိုပါအားပေးတတ်သူပါ။ အခုလဲကျမတို့ဟာဘေးရနေရဲ့အမျိုးမျိုးရဲ့ချိန်ချောင်းမှုခံနေရပါတယ်။ကိုဘာမှမတတ်နိုင်တဲ့အခြေအနေတွေကိုလက်ပိုက်ကြည့်နေရပြီးစိတ်ရောကိုယ်ပါပြင်းမှန်းဆင်းရဲနေရတိုင်းအများကြီးပါပဲ။ဘယ်တော့များမှစိုးရင်တော့ကတွေကင်းဝေးပြီးအေးချမ်းတဲ့ကဘာဖြစ်ပါမလဲဆိုပြီးစိတ်တက်တောင်ကြမိပါတယ်။အဲ့ဒီအချိန်ကြာရင်အမေရဲ့မနှက်ပြန်ဆိုရင်ပိုကောင်းလာမှာပါဆိုတဲ့စကားကိုတတိယပြီးအတင်းရပါတယ်။ ဲ့ဒီတော့ကျမရဲ့မိတ်ဆွေများလည်းပိုကောင်းမဲ့အနာဂတ်မနှက်ဖြန်တွေကိုမျှော်လင့်ရင်းနဲ့ကြိုးစားနေထိုင်ကြပါစို့လားရှင်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။